ရှိရှိတုန်းကတောက်အုပ်ထဲမှာတစ်ပင်ဝါးပင်တွေဝိုင်းရံ့နေပြီးတော့ဂျာပန်တွေနဲ့တင့်တယ်လာတဲ့ရေကန်ကြီးတကန်ရှိတယ်။ရေကန်ထဲမှာငါးမျိုးစုံနေတိုင်းကျစားလျက်ရှိကြတယ်။ရေကန်ဆက်ကရွှွန့်နုံကမ်းမားမှာတော့ကနန်းမိသားစုတစုနေထိုင်ပါတယ်။ဂိုင်းပြူတစ်ကောင်ဟာလည်းအဲ့ဒီရေကန်ကိုနေတိုင်းလာပြီးတော့ကန်ထဲကငါးတွေကိုဖမ်းယူစားတော့လေးရှိတယ်။အဲ့ဒါကြောင့်ကန်ထဲကငါးတွေဟာ ရိုင်းပြူကြီးလာရင်အစာမခံရအောင်ပြီးပုံရရတယ်။ဒီလိုနဲ့ပြိုင်းကနေ့ရက်များစွာငါးတွေကိုဖန်ဆားလာခဲ့ရတဖြည်းဖြည်းအိုမင်းလာပြီးတော့ဖျက်လက်မှုတွေရောပါလာပါတယ်။ငါးတွေကိုလွယ်လွယ်နဲ့ဖမ်းလို့မမိတော့ပါဘူး။ငါးတွေဟာအိုမင်းမဆွမ်းဖြစ်လာတဲ့ပြိုင်းကိုမကြောက်ကြတော့ပါဘူး။ပြိုင်းဟာငါးတွေကိုဖမ်းမမိတော့အင်အားကြီးနဲ့လာပြီးစာဟာရလည်းပြက်လက်လာတာကြောင့် ငါးရီကိုလိန်လေလေပြားပြီးစားတော့ဖို့အကြံထုတ်ပါတော့တယ်။သူဟာအလွန်ဝမ်းနည်းတဲ့ပုံစံနဲ့ရေအိမ်ထဲမှာရပ်ရနေပြီးတော့ချာပန်းတွေကိုနှုတ်သီးနဲ့ချိုးယူစားတော့နေပါတယ်။ငါးရီလည်းချာရွက်တွေကိုတစ်ခါမှမစားတဲ့ပြိုင်ကိုအံ့ဩပြီးဝိုင်းကြည့်နေကြတယ်။ပြီးတော့အနေနဲ့မပေးနိုင်တဲ့ပြိုင်နာကတ်လာကြပြီးဆက်ဆူကြတယ်။ငါးရီဟာဟေးပြိုင်ကိုကြီးခင်ဗျားကျွန်တော်တို့မဖမ်းနိုင်တော့လို့ ကြာရွက်တွေစားနေရပြီလားလို့နောက်ပြောင်းကြတယ်။ပြန်ရငါးတွေကိုလေးပင်နဲ့မျက်လုံးတွေနဲ့လမ်းကြည့်လိုက်ပြီးတော့မဟုတ်ပါဘူးကွာငါလည်းအသက်ကြီးလာတော့အရင်ကမင်းတို့ကိုဖမ်းစားခဲ့တာနောင်တရလို့ပါကွာ အခုငါငါးတွေကိုမစားတော့ပါဘူးသေးရွက်တွေပဲစားပါတော့တယ်လို့ပြန်ပြေးလိုက်တယ်။ငါးတွေကကြီးလိုက်ပြီးတော့ဟာခင်ဗျားပြောတာကြောက်တော့မယုံပါဘူးဗျာ။ ခင်ဗျာကျုပ်တို့မဖမ်းနိုင်လို့မှိုင်းနေတာကျုပ်တို့သိပါတယ်ဗျာလို့ပြန်ပြောကြတယ်။ဒီကပြိုင်ကကျုပ်မှိုင်းနေတဲ့အကြောင်းကမိတ်ဆွေတို့မဖမ်းနိုင်လို့မဟုတ်ပါဘူးဗျာ။အခုကျုပ်ကမိတ်ဆွေတို့မိတ်ဆွေလို့သဘောထားပါတယ်။ကျုပ်ကဒီရေကန်ကြီးမကြခင်ခန်းချောက်သွားတော့မှသိလို့မိတ်ဆွေတို့အကုန်လုံးတေဆုံးကုန်ရမှာကိုတွေးပြီးစိတ်မကောင်းဖြစ်နေတာပါဗျာလို့ပြန်ဖြေလိုက်ပါတယ်။ငါတို့ရ ဘာဖြစ်လို့ဒီရေကန်ကြီးရဲ့ခန်းချောက်ရမှာလဲလို့ပြန်မေးကြတယ်။အဲဒီခါပြန်ရကောင်းကင်မှာနေမင်းကြီးကအရန်ဘူလာနေလို့သေးငယ်တဲ့ရေအိမ်လေးတွေခန်းချောက်ပြီးတော့ကန်ထဲကငါးတွေတိတ်ကုန်တာကြုံမြင်တွေ့ခဲ့ရလို့ပါ။ကျုပ်ကသူတို့ကူညီပြီးအလုံးကြီးမှပြီးစားစာပေါ်များတဲ့ရေကန်ကြီးစီပို့ပေးမယ်ပြောပေးမယ်။သူတို့ကလက်မခံကြလို့သေဆုံးကြရတယ်လို့ပြောလိုက်ပါတယ်။ငါးတွေလည်း ဝေးသွားဖြစ်သွားပြီ။ပြိုင်းပြောတာဟုတ်မဟုတ်အချင်းချင်းငင်းခုန်နေကြပါတော့တယ်။ပြိုင်းလဲခြေနဲ့သွားပြီ။သစ်ပင်တစ်ပင်ပေါ်ပြန်တက်သွားခဲ့တယ်။ညဘက်ငါးရီအိမ်နေတဲ့အချိန်မှာတော့ပြိုင်းကတိတ်တဆိတ်နဲ့သစ်ပင်ပေါ်ကသစ်ရွက်တွေကိုကိုက်ဖြတ်ပြီးတော့ကန်ထဲကိုနေထိုးပြီးအပူချိန်တက်လာအောင် လုပ်ပါတော့တယ်။နောက်နေ့မနက်မှာအရင်မရတဲ့ရေကန်တွေကရေတွေကရခင်ချိန်တွေထပ်ပိုပြီးပူနွေးလာပါတယ်။ ငါးတွေလည်းရေကန်ကြီးခန်းချောက်လာရင် အသက်မရှင်နိုင်တော့မှတွေးချောက်လာပြီးတော့ဖိုင်းထန်လာကြတာကြီးမားတဲ့ရေကန်ကြီးစီပို့ပေးဖို့တောင်းဆိုကြပါတယ်။ပြိုင်းလေအကျဉ်အောင်သွားတဲ့အတွက်ခြေနဲ့သွားပြီးငါးတွေကိုနှုတ်သီးနဲ့ကိုက်ချီပြီးတည်ဆောင်သွားပါတယ်။ရေအိမ်နဲ့ဝေးရောက်ရောက်တဲ့အခါငါးတွေကိုအေးအေးဆေးဆေးစားတော့ပါတော့တယ်။ဒီလိုနဲ့အကျံပိုင်နဲ့ပြိုင်းဟာငါးတွေကိုမပင်မပန်အနေနဲ့စားတော့လာခဲ့တာ။ အိုင်ထဲမှာငါးတွေခုံလူးနီးပါးဖြစ်သွားပါတော့တယ်။ပြိုင်းရငါးတွေကိုနေ့တင်စားတော့လာပြီ။နေပါလာတော့ကျန်တဲ့ငါးငယ်လေးတွေထက်ကြီးမားတဲ့ကနန်းတွေကိုစားကျင်လာပါတယ်။ပြိုင်းကမိတ်ဆွေကနန်းတို့ခမားတို့ရဲ့မိတ်ဆွေငါးတွေကတော့ရေကန်ကြီးထဲမှာပျော်နေကြပြီ။အစားကောင်းတွေစားရလို့ဝါဖီးနေကြပြီ။ခင်ဗျားတို့ကိုလည်းကြုံလိုက်ဖို့ပြရစီလို့လမ်းပြောလိုက်ပါတယ်။ခဏမိသားစုတွေက ခေါင်းဆောင်ကနေကြီးကကောင်းပါပြီ။တင်းကကျွန်ုပ်တို့ဘယ်လိုသေယူသွားမှလဲလို့လမ်းမိလိုက်တယ်။ပြိုင်းကငါးရီလိုပဲကျွန်ုပ်နှုတ်သီးထဲမှာကြိုက်ချီပြီးတည်သွားပေးပါမယ်လို့ပြန်ဖြေတယ်။ခဏခဏစဉ်းစားပြီးရင်တော့ပြိုင်းကိုကျွန်ုပ်တို့ခန္ဓာကိုယ်ကငါးရီထက်လေးလံပါတယ်။တင်းနှုတ်သီးနဲ့ကြိုက်ချီမဲ့အစားကျွန်ုပ်ရဲ့တန်မာတဲ့လက်တွေနဲ့ သင်လည်းပြန်မှတွေ့လောင်းခုပြီးလိုက်ခဲပါမယ်လို့ပြန်ပြောလိုက်တယ်။ကနန်းသားစားကျင်နေတဲ့ပြိုင်လေဒါဆိုလဲအဲ့ဒီလိုပဲလိုက်ခဲပါ ဆိုပြီးကနန်းကြီးကိုတည်သွားပါတယ်။ကံရဲ့အဝေးရောက်တော့ပြိုင်ကရေပြင်ပေါ်ဆင်းသက်လိုက်ပါတယ်။ကနန်းကရေကန်ကြီးနဲ့ငါတွေလည်းမတွေ့ပါလားဘယ်မှာလဲဗျာလို့မေးလိုက်တဲ့အခါပြိုင်ကဟဟပပရေလိုက်ပြီးတော့တုံးလိုက်တဲ့ကောင်ကွာ ျုပ်ကငါးတွေကိုဘာလို့ရေခဲနဲ့လွတ်ပေးရမှာလဲကျုပ်အစာကိုလွတ်ပေးရမှာလားဗျအခုလေခမည်းကိုကျုပ်ကစားဖို့ခေါ်လာတာလို့ပြောလိုက်မယ်ကနန်းအဖြစ်မှန်ကိုသိသွားပြီပြိုင်းရဲ့လည်းပြောတင်းတင်းကြပ်ကြပ်ညှက်လိုက်ပြီးတော့ပြိုင်းကိုဒီမှာပြိုင်းအိုကြီး ခမည်းနှုတ်သီးတဲ့ရောက်နေတဲ့ငါးတွေကိုပဲခမည်းစားလို့ရမယ်အခုကျုပ်ကခမည်းလည်းပြောညှက်ထားတဲ့အတွက် ကျုပ်ကိုခမားစားလို့မရပါဘူးလို့အေးစစ်စစ်ပြန်ပြောလိုက်ပါတယ်။ပြိုင်းလဲတမ်းပါတဲ့ကနန်းလက်မတွေနဲ့ညှက်ထားတဲ့အတွက်နာကျင်လို့နာကြောင့်မလုပ်ပါနဲ့ဗျာ။ကျွန်တော်ခမားကိုမစားတော့ပါဘူး။ AIC ပြန်ပို့ပေးပါမယ်လို့ပြောပြီး AI ရှိရအောင်ပြန်လာခဲ့ရတယ်။ AI နဲ့လည်းရောက်ရောကနန်းဒီလိုညံ့ညံ့နဲ့များပြီးကောက်ချစ်တဲ့ပြိုင်ကိုခွင်းလွတ်လိုက်တယ်။တခြားရေကန်တွေကငါတွေကို လေပြားစားတော့မှာပဲလို့တွေးပြီးပြန်ရဲ့လေပင်ကိုအားကုန်ညှပ်လိုက်တဲ့အခါပြန်ရင်လည်းပြီးဆုံးသွားပါတော့တယ်။ဒီကနေ့ကငားငယ်လို့လေဒီဆောင်ကုန်စင်ကိုတီးရတဲ့အခါကြောက်လန့်ကုန်ရပြီးအယုံလွယ်မိတဲ့မိမိတို့အဖြစ်ကို နောင်တရကြပါတော့တယ်။